ကားတိုင်နဲ့စိတ်အသက်ဆိုပြီးတော့လေကောင်းစဉ်အကြီးပေါ့နော်အခန်းကြီး73ဖြစ်ပါတယ်လို့နော်ဒါမဲ့ကားတိုင်နဲ့ကားတိုင်နဲ့စိတ်သက်ဆိုရလေကျွန်တော်အရင်ကအဲကားတိုင်နဲ့စိတ်သက်တွေကိုခဏခဏဟိုကားတိုင်နဲ့ဘယ်လိုဖြည့်ရှင်းရလဲဆိုတဲ့အကြောင်းလေးလေဟိုအရင်အရင်သင်ခန်းစာတွေလည်းရှိတော့ရှိပါတယ်ဒါမဲ့ဒီမှာပို့ပြီးအသေးစိတ်လာတယ်ဟိုဒီညတော့ကားတိုင်နဲ့စိတ်အသက်ဆိုပေမဲ့ဘာလာမလဲဆိုတော့ လူအထဲ၌သုံးပါးတပါးဖျားပြန့်နှံ့ခြင်းဆိုတာကတော့သူရဲ့ကောင်းစင်ပဲဖြစ်မှာပဲဆိုတော့လူအထဲမှာသုံးပါးတပါးပြန့်နှံ့ခြင်းတဲ့ကောင်းစင်ကဆိုတော့ revision နဲ့တော့ချင်တာနည်းနည်းပေါ့နော်ပြီးခဲ့တဲ့ဘုထူးနေကကျွန်တော်တို့ဘာစားသုံးခဲ့လဲဆိုတော့စစ်မှန်သောခရိယအတ္တတာလို့ပြောချင်ပြောပေါ့နော်စံချိန်မီခရိယလို့ ဟို normal christian life ပေါ့နော်စံချိန်မီခရိယံပဲပြောပြောစစ်မှန်သောခရိယံအသက်တာပဲပြောပြောကျွန်တော်တို့အသက်တာဟာတဲ့ကောင်းသောအရာကိုလှုပ်ဆောင်ခြင်း၌မတည်ပါဘူးရဲ့နော်ကောင်းသောအရာကိုလှုပ်ဆောင်ခြင်း၌မတည်ပါတဲ့နော်ဆိုတော့အဲ့ဒါကို အရင်သိရတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့တသက်လုံးခရိယံအသက်တာမှာကြီးလာတာကောင်းတာလုပ်ရမယ်နော်ကျမ်းစာမှာမှတ်ဖတ်ရမယ် ဘုရားကျောင်းမှာမှတော့မယ်လူငွေထည့်ရမယ်စသည်ဖြင့်ပေါ့နော်ကောင်းတာလှုပ်ပြကောင်းတာလှုပ်ချင်းကိုအိုးလိမ်ပါတယ်မတတ်တော်တယ်လိမ်ပါတယ်ပေါ့နော်အဲအဲ့ဒါနဲ့ကျွန်တော်တို့ကချင်းနာတော်တက်လုံးပဲအခုမှဒီဟာတွေနားလေဟာဒီနော်ဆိုတော့ခရိယံအတ္တကကောင်းသောအရာလှုပ်ဆောင်ခြင်း၌မတည်ပါတဲ့အဲ့ဆိုဘမတည်လဲစေမန်တော်ခရိယံအတ္တဒီတဲ့ခရစ်တော်ကိုတာယူဆောင်ပြီးတော့ခရစ်တော်အဖင်အသက်ရှင်၍ အသွေးအသားနဲ့စာတန်ကိုအချိန်တိုင်းအချိန်တိုင်းတည်ဆည်ခြင်းဖြစ်သည်တဲ့နော်ဘာလို့လဲခရိယံအတ္တတာစစ်မှန်တဲ့ခရိယံတ္တတာ no mere christian life ဆိုတော့ကျွန်တော်တို့အထက်မှာခရစ်တော်နေရာယူပြီးတော့သူဥဆောင်မှုဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့လေနော်တို့သူဥဆောင်မှုဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီနေ့ကောင်းရှင်ကလူအထင်းနဲ့သုံးပါးတပါးဖျားပြန့်နှံ့ခြင်းပေါ့နော်အဲ့ဒါနဲ့ဆိုင်ဆိုတော့ပြောချင်တာကဘာလဲဆိုရင် mindset mindset ဆိုတာကဒီစိတ်ပေါ့လေနော် mindset ဆိုတဲ့ battlefield လို့ခေါ်တယ် battlefield ဆိုတာ battlefield ဆိုတာကစစ်ခင်းတဲ့စစ်တလင်းပေါ့နော်အဲ့လိုလဲနားလေရတယ်စစ်တလင်းဖြစ်တယ်တဲ့စစ်တလင်းဆိုတာကရန်သူဟိုနဖက်ရှိရပေါ့နော်စစ်တလင်းဆိုတော့ကိုစစ်တိုက်ကြပြီလေစစ်တိုက်ကြပြီဆိုတော့ဘယ်နဖက်ရှိတယ်အဲ့ဘယ်နဖက်ကဒူနိုင်ကိုနိုင်ချဲရပေါ့ကွာရှင်းပြောလဲနော် ဆိုတော့အဲ့မှာစာတန်ကတစ်ဖက်ရှိတယ်။ဖန်ဆင်းရှင်ဘုရားသခင်ကတစ်ဖက်ရှိတယ်။အဲ့တော့ဘက်တဖီဘက်တဖီကစိတ်မိုင်းစိတ်ထဲမှာဘောနော်စိတ်ကဘက်တဖီဖြစ်တယ်ဆိုတော့ကိုနည်းနည်းပကြီကချက်တခုကိုမြင်ဖို့ပကြီကချက်တခုကိုမြင်ဖို့လေနော်အဲ့ဒါပြောချင်တယ်။ဆိုတော့အဲ့ဒီတခင်ကျွန်တော်တို့လူထဲမှာ၃ဘာတပါဖျားခင်ပြန့်နှံ့ခြင်းဆိုတဲ့ခေါင်းစဉ်မပြောခင်เนา ၃ပါးတပါးဖျားလူအထဲမှာမပြတ်နှံ့ခင်မပြတ်နှံ့ခြင်းဆိုတဲ့အကြောင်းမပြောခင်ဘာအရင်ဖြစ်နေပြီလဲဆိုတော့ဘာအရင်ဖြစ်နေပြီလဲဆိုတော့အာဒမ်တို့ဟောင်းကကောင်းမကောင်းတိကျရအတီးကိုရှားတဲ့အတွက်ကြောင့်အပြစ်ဝင်ပြီးတော့ flash flash တဲ့မှာစင်စင်အပြစ်တရားကအသွေးသားထဲမှာဖြစ်ပေါ်လာတယ်နော် သူတို့ငကိုက sinless sinless body ဒီအတခင်ဖန်ဆင်းတဲ့ sinless body ဒါမဲ့ flesh ဖြစ်သွားတယ် flesh ဆိုကြတဲ့အသွေးသားပေါ့နော်အဲ့ဒီအသွေးသားကပုံပြက်သွားတဲ့အသွေးသားဖြစ်တယ်ဟိုဖန်ဆင်းခြင်းက sinless body ဖြစ်တယ်အပြည့်ဝင်သွားတဲ့အတွက်ကြောင့်အပြည့်တရားကအပြည့်တရားကအသွေးသားထဲမှာဖြစ်သွားတဲ့ခါမှာအသွေးသားက flesh အပြည့်နဲ့ 别多嘞，看嘛，不用别多嘞。平时勤业，能干多些个不就嘛？没压力，点样别多是吧？哎，那个面部啊，业绩呀，收入。东北的八个，对天嘛没问起，不都业务的？说，山东，山东个一年啊有差别了别的，山东个啊天个呢，如果再开钱别的啊，别个呢再开的，如果少了的就讲。 စားစားလိုက်တဲ့အတွက်ကြောင့်ကိုခန္ဓာထဲမှာဝင်သွားတဲ့ခါမှာအစိတ်ဖြစ်အတောက်ဖြစ်သွားတယ်ပုံပြက်သွားတယ်ဖျားသခင်ဖန်ဆင်းထားတဲ့ပုံတတမဟုတ်တော့ဘူးပျက်စီးသွားတဲ့အတွက်ကြောင့်ဖျားသခင်ရဲ့စီမကင်းပျက်စီးသွားတယ်ဆိုတော့ဘသူကနေရာယူသွားလဲဆိုရင်အသွေးအသားထဲမှာအပြစ်တရားဆိုတဲ့အပြစ်ကောင်အပြစ်ကောင်စာတန်ကအသွေးထားမှာအပြစ်နေရာယူထားဖြစ်တဲ့အတွက်ကြောင့်အဲရောမအခန်းကြီး6ခု 买巧克力嘛，喏，哎 <noise> 嘛，别地下的产业讲，米阿姨他，哎呀，别过，啊，别过地下的，过天嘛，别地啊，武商那边讲，就哈，刚多，哎呀，个六千块麦，麦刚的，哎呀个便宜，也是那个啊，米阿姨，就那个拍下吧，除了家下个，你呀，天干子麦多钱，天干子个麦多钱，就那路你不自己吃，就那路不吃，喏，就那路方便点的，哎呀个，面面糕糕，面面，人说面最好一点。 ဆိုတော့ဒီညနေသင်ခန်းစာကတော့အဲခေါင်းစဉ်ကတော့အဲ့လိုပေးထားတယ်ကားတိုင်နဲ့စိတ်အသက်ပေါ့နော်ဆိုတော့ကားတိုင်နဲ့စိတ်အသက်ကခေါင်းစဉ်ကြီးဖြစ်တယ်အခန်းကြီး73ဖြစ်တယ်ဆိုတော့ဟိုဒီဘုရားသခင်ကသူ့ရဲ့ရှေးမှန်ဂိန်းကပါလေဆိုရင်တော့သူ့ရဲ့ရွေချက်ကမိမိကိုယ်တိုင်ကျွန်ုပ်တို့အထဲတို့သူကိုယ်တိုင်ကိုဝေငှဖြန့်ပြိုးရန်ဖြစ်သည်၎င်း၎င်းဒီကိုတော်ဒီလူသားဝိညာဉ်၌ ပြေဆုံးစေခဲ့ပြီဖြစ်သည်တဲ့သုံးပါးတပါးဖျားသည်ကျွန်ုပ်တို့အထဲသို့ဝေငှဖြန့်ပြုခဲ့ပြီဖြစ်သည်တဲ့ဤသို့ဤသို့တော့အကြံစီရှိသောကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့ခန္ဓာစိတ်နှင့်ဝိညာဉ်ကိုအပိုင်းသုံးပိုင်းဖြင့်ဖန်ဆင်းထားခြင်းဖြစ်သည်ဆိုတာလေဆိုတော့ဒါဒီကကျွန်တော် repeat 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 ပြောပြောနေတာနော်ဝိညာဉ်စိတ်ခန္ဓာဘောနော်ဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းအနေနဲ့လူကိုဖန်ဆင်းတဲ့ကဲ့သို့ သုံးပါတပါဖရာတခင်နော် Triune God သုံးပါတပါဖရာတခင်အဲ့ဒီဖရာကလည်းတလုံးတဝကြီးပေါ့နော်လူနဲ့အတူနေရာယူတယ်သူကိုယ်တိုင်ဖြန့်ဝေပေးတယ်သူကိုယ်တိုင်ဖြန့်ဝေပေးတဲ့ကြောင့်လူထဲမှာနေရာယူထားပြီးဖြစ်တယ်ဖန်ဆင်းခြင်းကလည်းအဲ့လိုသုံးပိုင်းပေါ့နော်ဆိုတော့သုံးပိုင်းကိုကြည့်တဲ့အခါမှာဗိမ္မာန်တော်အဲဘိမ္မန်တော်နဲ့သူကနည်းနည်းဟိုနိုင်ရှင်ပြသတယ်နော် 伊一般都买那，呃，伊都买西到榴莲的，皮亚的肯也买蛮多，皮的伊的呐，皮亚的肯也买蛮多，一边摊呐，担心摊呐，阿亚跟我多年啊，阿担心送你阿婆呐，好哩好哩，please 阿婆呐，哎嘛，啥气那不很多天，啥都担心送摊呐，不如阿买东边西的，大家罗代罗讲个，讲个阿罗，免摊皮的皮子的讲，就表现嘛，就顾就罗。 အဲမှာသူကစာရေးသူကဘယ်သူရှင်းတာဆိုပိုနားလေတော့အောင်ခန္ဓာနဲ့အပြင်ဌာနနော်ခန္ဓာနဲ့အပြင်ဌာနကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအသွေးသား flesh အဲ့ဒါကဗိမာန်တော်ရဲ့အပြင်ဌာနအပြင်ဌာနဆိုတော့တဲတော်ဝင်းတဲတော်ဝင်းကိုခေါ်ခြင်းဖြစ်တယ်အပြင်ဌာနဆိုတာနော်ဆိုတော့နောက်တစ်ခုကစိတ်နဲ့တန်ရှင်းရဌာန holy place ပေါ့နော်တန်ရှင်းရဌာနမှာရှင်မိကုံရှိတယ် ရှိတော်မူရှိတယ်။နန္ဒပေါင်းမိရှုရနေရာရှိတယ်။နော်အဲ့ဒီတန်ရှင်းရဌာနအဲ့ဒီဟာကစိတ်လူရဲ့စိတ်အဲ့ဒါကို image ကအဲ့လိုမြင်တာလေတွဲပဲပါနော်။နောက်ဆုံးတစ်ခုကဝိညာဉ်။ဝိညာဉ်နဲ့အတန်ရှင်းဆုံးဌာနဆိုတာအတွင်းဆုံးခအခမ်းပေါ့နော်။ဖျားနဲ့ဖျားနဲ့ရပြောဟိတ်မင်းကြီးတွေ့တဲ့နေရာအတွင်းဆုံးတာပဋိညာဉ်တစ်တာရှိတဲ့အခန်းဖြစ်ဖြစ်ပါလေ။အတန်ရှင်းဆုံးဌာနဖြစ်တယ်ဆိုပြီးတော့ဒါက intro ပါနော်။ ဲဆိုအဲ့ဒီအပိုင်းကိုနောက်ပိုင်းအရင်ကလည်းတို့ပြင်ဖို့ပါတယ်အဲပြောနေကြဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့သင်္ကန်းဆောင်မှာတလူပြောထားတဲ့အခါမှာတာ၍အဲနဲ့နေရပါတော့မြင်တွေ့ဖို့ repeat ပါတော့ပြန်ပြီးတော့နှွေးခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့စီမံကိန်းမှာတဲ့ဘုရားသခင်ဒီမိမိကိုယ်တော်တိုင်ကျွန်ုပ်တို့ရဲ့ဝိညာဉ်ထဲသို့ဝင်ကားခြင်းဖြစ်ပေပြီးဖြန့်ဖြူးဝေငှဖြန့်ဖြူးပေးခြင်းပေပြီးတဲ့သူဤကိန်းဝတ်ရာနေရာဌာနအဖြစ်ယူဆောင်ကား ထိုနေရာကိုအခြေပြုပြီးကျွန်ုပ်တို့ဖြစ်ချင်းတစ်ခုလုံးအထဲသို့ဝင်ရောက်ပြန့်နှံ့နေသည်ဆိုတော့အခုခုနကကျွန်တော်ပြောသွားတာစာတန်စာတန်ကလည်းအပြင်ကနေအလုတ်လုတ်တယ်အပြင်ကနေအလုတ်လုတ်ပြီးတော့လူထဲကိုအထဲကိုဝင်တယ်ကိုခန္ဓာကိုခန္ဓာပေါ့နော်ကိုခန္ဓာအသွေးသားထဲမှာအပြင်ကနေနေပြီးတော့သူအလုတ်လုတ်ချင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဝိညာဉ်တော်ဖီးယားဒီဘုရားခင်ရဲ့စီမံကိန်းသူတိုင်းက ဝေငှဖြန့်ဖြူးခြင်းဆိုတာကဘယ်လိုလဲဆိုတော့သူကိုယ်တိုင်ကျွန်တော်တို့ရဲ့ကိုအထဲမှာဝိညာဉ်အထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့ဝိညာဉ်ဒီတဲ့ကိုတော်ကြီးနေအိမ်နော်နေအိမ်ဖြစ်တယ်နော်အဲအဲ့လိုပြောတာနေအိမ်ဖြစ်တယ်နောက်ပြီးတော့ကိုတော်ကိန်းဝတ်ရနေရာကိုတော်တည်ရှိရနေရာဖြစ်ပြီး၎င်းနေရာမှာကျွန်တော်တို့ဖြစ်ချင်းတစ်ခုလုံးတို့ ကိုယ်တော်တိုင်ကိုပြတ်နှံ့စေခြင်းဖြစ်သည်တဲ့။နောက်ဝိညာဉ်နေရာကလူရဲ့ဝိညာဉ်ထဲမှာဘုရားကိန့်ဝတ်ရာနေရာဖြစ်တယ်။ဒါကဝိညာဉ်ဆိုတာကအတွင်းဆုံးအပိုင်းကဖြစ်တယ်။ဒါကြောင့်ဖျားအလုတ်လုတ်ခြင်းကလူရဲ့အသွင်းထဲကနေအလုတ်လုတ်တယ် inside out ဖြစ်တယ်စာတန်ကတော့ outside in ဖြစ်တယ်ပြင်ပကနေလုတ်ခြင်းဖြစ်တယ်ကိုတော်တိုင်ဒီတဲ့ကျွန်တော်ကြီး 听清态度温柔，变能听啊变啊，谁把你的故事都标文比我多的多一点？是说不要听老老的东版式的东版说，不他妈都听大爹说的呢？是说不他妈我说，不要听啊，咪咪古罗单古，像侬对古今的龙，都啊都龙龙比我少，有那本事去比罗，有那谁呢？有那本事越。 嗱，深圳近十年有嗱幫市面批的，是咯，得身邊都先多下。假如往年咋嘛，跟我比，誒，往年咧，你得龍都話的，誒，我得龍都話的批到，我，你批下睇下往年度咧，咪會攞多下嘅咯。佢佢度咧，得龍都話的，批下咧，得龍都話的批的，出來，將來咧，可能咧，表達，萬寧批多咧，誒，萬寧批多咧，嚇嘛，四條古運市先嚟嘅，有啲阿雲咯。 နောက်ဆုံးကြတော့တတိယကတော့ခန္ဓာယောနောပေါင်းစည်းခြင်းဖြစ်သည်တဲ့ကိုတော်ဒီကျွန်ုပ်တို့ဝိညာဉ်အထဲသို့ဝင်ရောက်လာပြီးအတိတ်တဖန်မွေးဖွားခြင်းအပြင်ယောနောပေါင်းစည်းခြင်းကိုဆက်တင်ခဲ့သည်သူကအဲ့ဒါကတစ်ချိန်လုံးကကျွန်တော်တို့ရဲ့ဝိညာဉ်ကဘုရားနဲ့အဆက်ပြတ်တယ်အဆက်ပြတ်နေတဲ့ကြောင့်အသေးနေတယ်ဒါမဲ့ဘုရားခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်တို့ဝိညာဉ်ထဲမှာဝင်ရောက် လက်ခံလာတဲ့အခါမှာဝိညာဉ်ကအသက်ရှင်လာတယ်။အဲ့ဒါကကျွန်တော်တို့ရဲ့အတိတ်တဖန်မွေးဖွားခြင်းလို့ခေါ်တယ်။ဝိညာဉ်မွေးဖွားခြင်း born again ဖြစ်တာ။တည်နေတဲ့ဝိညာဉ်ကအသက်ရှင်လာတဲ့အတွက်ကြောင့် regenerated နော်။တဖန်ပြန်ပြီးတော့အသက်ရှင်လာခြင်းဖြစ်တယ်ဆိုတော့အတိတ်တဖန်ဖအတိတ်တဖန်မွေးဖွားခြင်းမှာတဲ့ဘုရားသခင်ကိုယ်တော်တိုင်ဒီတဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်နဲ့အတူရောနှောပေါင်းစည်းခြင်းဖြစ်သည်တဲ့နော်။အဲ့ဒါဒီမှာစာထဲမှာ ဒီပါတဲ့အတိုင်းပဲနော်တခင်ကိုတော်အတိုင်းဒီကျွန်တော်တို့ဝိညာဉ်နဲ့အတူရောနောပုံစီချင်းအဲ့ဒါက born again ဖြစ်သွားပြီနော်ဆိုတော့ကျွန်တော်တို့ဟာအတိတ်တဖန်မွေးဖွားခံရပြီးတော့ကိုတော်နဲ့အတူပုံစီရမိမိကိုယ်ကိုစက္ကအနံပြီးကိုတော်အားအခွင့်ပေးပြီဆိုပါကအခွင့်ပေးပြီဆိုပါကအဲ့လိုရေးထားဆိုတော့အခွင့်မပေးဘူးဆိုရင်ဘာမှလုပ်လို့မရဘူးဆိုတော့ကျွန်တော်တို့ကအခွင့်ပေးမှဘုရားခင်ကအလုပ်လုပ်ရုပ် ျွန်တော်တို့ထဲမှဝင်ရောက်ပြောနေရယူပြီးတော့အုပ်ဆိုးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်အခွင့်မပေးဘူးဆိုရင်မရမဖြစ်ဘူးအဲ့ဒါကြောင့်အခွင့်ပေးမိဆိုပါကတဲ့ကိုတော်ကိုတိုင်ဒီကျွန်ုပ်တို့ရဲ့ဝိညာဉ်မှစိတ်သေးဝင်ရောက်ပြန့်နှံ့လာပြီးစိတ်ဤအစိတ်အပိုင်းအလုံးကိုအတိတ်ပြုပြင်ပေးမည်ဖြစ်သည်တဲ့နော်ဆိုတော့ဒုတိယအဆင့်အနေနဲ့ပထမအဆင့်ကဝင်ပြီးတော့ပြီနော်ဝိညာဉ်ထဲမှာဒုတိယအဆင့်အနေနဲ့ 现在要看病吧的，大家看病吧的，所以过了温饱，所以都要温呢，温钱呢，白骨白钱的培养起的，我六呢都别很难比较，要拿帮手比较也有钱的培养起的。按他讲，按他讲呗，都讲，三天嘛，十月西班阿龙国，对标兵白米吃吧的，那十月西班阿龙说白的，十月西班阿龙说啊，第二。 ခံစားချက်အလိုဆန္ဒအဲ့ဒီ၃ခုစလုံး area ၃ခုစလုံးကို သူဘာလို့ပေးမလဲဆိုရင်အစ်စ်ပြုတ်ပြင်ပေးမိဖြစ်တည်တယ်နော်ဘာလို့အစ်စ်ပြုတ်ပြင်ပေးမှာလဲဆိုတော့ဟောင်းနေလို့ပေါ့နော်ဟောင်းနေလို့ဘာလို့ဟောင်းတော့လဲဆိုရင်ဖန်ဆင်းခြင်းအဟောင်းနဲ့ဖန်ဆင်းခြင်းအစ်စ်ဆိုတာကျွန်တော်တို့ကြားဘူးတယ်နော်ဖန်ဆင်းခြင်းကဘာလို့ဟောင်းတော့တာလဲ ဖန်ဆင်းခြင်းအတိတ်ကဘယ်လိုဖြစ်လာလဲဆိုတာဒီကျွန်တော်တို့လည်းခဏခဏစသုံးပြီးပြီးဖြစ်တယ်ဆိုတော့ဖန်ဆင်းခြင်းကအပြစ်တရားကြောင့်ဟောင်းသွားတယ်ပျက်စီးသွားတယ်ယိုရင်းသွားတယ်ဆိုတော့ဖန်ဆင်းခြင်းအဟောင်းထဲမှာစိတ်ရဲ့အပိုင်းဖြစ်တဲ့အတိညာခံစားချက်အလိုဆန္ဒတွေအားလုံးဟောင်းသွားပြီအဲ့ဒါကြောင့်အဲ့ဒါကသူကြီးကအစ်အနေနဲ့ဘုရားသခင်ကပြန်လေအစ်ပြုတ်ပြင်ပြောင်းလဲပေးနေတယ်ယောမ စနစ်တင်းနှစ်ပေါ့နော်အဲ့မှာအကုန်ပါတယ်အဲ့တော့အစ်စ်ပြုတ်ပြင် ပြောင်းလဲဖို့စိတ်နဲ့ခန္ဓာပြောင်းလဲဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီဒုတိယအဆင့်ကိုပါပြောရလဲဆိုရင်ဤဒီမှာတဲ့ကိုတော်ကြီးပုံတံပြောင်းလဲပြီးတော့အလုပ်ဖြစ်သည်တဲ့ transformation လို့ခေါ်တယ်ကိုတော်ကြီးပုံတံပြောင်းလဲခြင်းပြောင်းလဲပြီးတော့အလုပ်ဖြစ်သည်တဲ့ ဘာကြီးပြောင်းလဲပေးရလဲစိတ်အတိညာကိုလည်းပြောင်းလဲပေးတယ်ခံစားချက်အလိုဆန္ဒအားလုံးဘုရားသခင်ဘက်ကို ပြောင်းလဲပေးတယ်နော်ဆိုတော့အာမုတ်အခန်းကြီးဟိုအဲမှာ၁၄မှာလေဘုရားသခင်ကသူကကြိုးကြိုးနဲ့ကျွန်တော်တို့ကိုဆွဲယူပြီးတော့မေတ္တာကြိုးနဲ့ဆွဲယူတယ်ဆိုတဲ့အကြောင်းလည်းပါတယ်သူကအဲမှာပြောင်းတယ်မေတ္တာကြိုးနဲ့ဆွဲယူတယ်ဆိုတာကျွန်တော်တို့ရဲ့ဇာတိစာတိလူကိုစာတိစိတ်ကိုသူကမေတ္တာနဲ့ဆွဲပြီးတော့ဘုရားသခင်ရဲ့မေတ္တာနဲ့ ခေါ်ယူတယ်ဆိုတော့လည်းကြားတယ်ပုံတန်ပြောင်းလဲခြင်းကိုပြောတာပါနောက်တစ်ခုကပုံတန်ပြောင်းလဲခြင်းဆိုတာကကျွန်တော်တို့ယောမဆနစ်နှစ်မှာလည်းပြောပြောထားတာရှိတယ်နောက်တစ်ခုကဒီဖိလစ်ပိသုံးမှာလည်းပါတယ်လေညောကျွန်တော်တို့ဟိုတဲ့ဟိုအလိုရှိစေခြင်းက၎င်းတဲ့အကျင့်ကျင့်စေသည်ခြင်းကတော့၎င်းတဲ့စေတနာတော်ဖြင့်ပြုပြင်တော်မူသောသူကတဲ့ဘုရားသခင်ပေးသည်တဲ့ပြောထားတယ်အလိုရှိစေခြင်းပို့လည်း ဘုရားသခင်ကပဲလုပ်ပေးတယ်အချင်းချင်းစီဖို့ကလည်းဘုရားသခင်ကလုပ်ပေးတယ်စေတနာတော်ဖြင့်ပြုပြင်တော်မူသောသူကဘုရားသခင်ပေးသည်တဲ့နော်တို့လူကဘာမှလည်းဟိုမေတ္တာလည်းမရှိဘူးလင်းနာချစ်ချင်းမေတ္တာလည်းမရှိဘူးယုံကြည်ခြင်းလည်းမရှိဘူးဘာမှမရှိဘူးဆိုတော့ဘုရားကိုချစ်တတ်မှာပဲအဲ့ချစ်ချင်းမေတ္တာခံစားပြီးမှသူတပတ်ကိုချစ်တတ်တယ်လေယုံကြည်ခြင်းလည်းသူထည့်ပေးတယ်အရောက်ရှိတဲ့ကိုယုံကြည်ခြင်းထည့်ပေးမှာ ကိုကဘုရားစီရလာတဲ့ယုံကြည်ခြင်းနဲ့ပဲသူရဲ့နှုတ်ကပတ်တော်ကိုကြားနာပြီးတော့အသက်ရှင်လာခြင်းဖြစ်တယ်ဆိုတော့ဒါပြောချင်တာကပြောင်းလဲခြင်းတော့ transformation ပုံစံပြောင်းလဲခြင်းနောက်တစ်ခုကပုံစံပြောင်းလဲခြင်းကိုမြင်တွေ့ဖို့ပါပြောချင်တယ်ဆိုရင် process ဖြစ်တယ်တဲ့နော်ပုံစံပြောင်းလဲခြင်းဆိုတာ process ဖြစ်တယ် process ဆိုတာကဖြစ်စဉ်တစ်ခုဖြစ်တယ်အဲ့ဒီဖြစ်စဉ်ကဘယ်တော့မှမပြီးဘူးဟိုတခင်ပြပြန်တယ်ကြွား ရောက်လာတဲ့အခါမှာဒုတိယအကြိမ်ကြွက်လာပြီးတော့ကျွန်တော်တို့ကိုခေါ်ဆောင်တော့တဲ့အခါမှာပဲဒီ process ကပြီးသွားမှာနေ့တိုင်းနေ့တိုင်းနေ့တိုင်းသူကအတိတ်ပြုတ်ပြင်ပေးနေတယ်ဥပမာ sanctification နော်ကျွန်တော်တို့ကိုပထမဆုံးအနေနဲ့ဖြောက်မှတ်တော်သူဖြစ်စေတယ်နော်ပထမဆုံးတော့ဖြောက်မှတ်တော်သူဖြစ်စေတယ် born again ပေါ့လေနော်ဝိညာဉ်ကေတင်ချင်းရပြီကျွန်တော်တို့ကိုဖြောက်မှတ်တော်သူဖြစ်စေတဲ့အကြောင်းဘုရားသခင်ရှေ့မှာကျွန်တော်တို့ကဟိုဟို မကြောက်မရွံ့ပဲနဲ့နော်မစိုးရွံ့ခြင်းမရှိထိတ်လန့်ခြင်းမရှိနဲ့ရေးဝန့်စွာနဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်ပြင်ဖို့ဝင်ရတော့အခွင့်အရေးဖြောင့်မတ်ခြင်းအရင်ဆုံးရခြင်းဖြစ်တယ်ဆိုတော့အဲ့ဒါအကေတင်ခြင်းရဲ့အစမှာဖြောင့်မတ်ခြင်းအဲ့ဒါက born again ခုနပြောတဲ့ born again ဆိုတာအဲ့ဒါပဲဝင်ဉာဏ်ဝင်ဉာဏ်မွေးဖွားတာဆိုတော့ပြီးလို့ရှိရင်ဒုတိယအဆင့်ကတော့ကျွန်တော်တို့အဲတန့်ရှင်းစေခြင်းဆိုတာပါတယ်အဲ့ဒီတန့်ရှင်းစေခြင်းဆိုတာက process ဖြစ်တယ်အင်္ဂလိပ်လိုကြတော့ sanctification ခေါ်တာ sanctification ဆိုတာဒီနေ့တန့်ရှင်းပြီးပြီး နဲ့ပြန်မလိုတော့ဘူးမဟုတ်ဘူးနဲ့ပြန်တန်ရှင်းပြီးပြီတပတ်ခံမလိုတော့ဘူးမဟုတ်ဒီ process ရှိတယ်နေ့တိုင်းနေ့တိုင်းကျွန်တော်တို့တန်ရှင်းခြင်းလိုတယ်ဘာလို့တန်ရှင်းလဲဆိုရင်ကျွန်တော်တို့စိတ်ထဲမှာနေ့တိုင်းအညစ်အကြေးတွေဝင်တယ်မကောင်းတာတွေအညစ်အကြေးတွေဖျားတခင်နဲ့မတည့်တဲ့ဟာတွေမခံယူနိုင်တဲ့ဖျားတခင်နဲ့ပေါင်းဆက်လို့မရတဲ့အညစ်အကြေးတွေကိုနေ့တိုင်းပုတ်တိုက်ပြီးတော့ဆင်ကြောနေတဲ့အလောက်ကတန်ရှင်းခြင်းဒါကပုံတံပြောင်းလဲခြင်းဖြစ်တယ်အဲ့ဒါကတခင်ဖျားကြွလာခြင်းနောက်ဆုံးနေ့ရဲ့တိုင်အောင်တော့ရှော့ရှိနေတယ်ဒါခံယူသူ တဲ့အထက်မှာဖျက်ခင်လုတ်ပေးနေခြင်းကဒီ transformation ဖြစ်တယ်ဆိုတော့ကိုအဲဒီဒီမှာဤဒီမှာတဲ့ကိုတော်ရဲ့ပုံသဏ္ဍာန်ပြောင်းလဲတော့အလုတ်ဖြစ်သည်ဆိုတော့ကိုပုံသဏ္ဍာန်ပြောင်းလဲခံခြင်းအပြင်နဲ့၃ဘာတပါဖျက်ဤအနှစ်သာရသည်ကျွန်ုပ်တို့၏ဖြစ်ခြင်းဒီဟုတော့စိတ်နဲ့ယောနောပုံစံမျိုးဖြစ်သည်တဲ့နော်ဆိုတော့အဲ transformation ညာအဲ့ဒါဟိုကျွန်တော်နည်းနည်းချဲ့ပြောတာပါနော်ဟိုချဲ့ဆိုတာအမြင်ဟိုဒီနေ့ MR ထဲမှာဖတ်တဲ့ခါမှာလည်းအဲ့ transformation အကြောင်းတွေတော်ဖတ်ရအများကြီးရေးထားတယ်ဒါပေမဲ့အရန်ရှည်သွားလိမ့်မယ်ကျွန်တော်ကနည်းနည်းမြင်တာအောင်လေဖျားတင်ရကျိုးမေတ္တာကျိုးနဲ့ဆွဲခေါ်တယ်ဆိုတာလည်းဒါ transformation ပဲ no sanctification တန်ရှင်းခြင်းတန်ရှင်းစေခြင်းတန်ရှင်းနေတယ်နေ့တိုင်းတန်ရှင်းအဲ့ပုံစံပြောင်းနေခြင်းဖြစ်တယ်နော်ဖျားဘက်ကိုပြောင်းလဲတာဆိုတော့ကျွန်တော်တို့ born again မဖြစ်ခင်တော့ကအသက်တာနဲ့ ဝိညာဉ်အတိတ်မွေးဖွားတဲ့ born again ဖြစ်ပြီးအတိတ်ကအရန်กว่าသွားတယ်လေနော်ဥပမာခုနပြောရောရုပ်ရှင်ရုပ်ရှင်ကြည့်တာဒီပါကြီးလဲခုနပြောမိတယ်လေဒါတော့တခါ recreation တော့ကြည့်ပြဿနာမရှိဘူးဒါပေမဲ့တစ်ချိန်တော့ဆိုရင်ကျွန်တော်ကားလေတိုင်းလေတောက်ကြံနေကားလေတိုင်းကားအတိတ်တိုင်းကျွန်တော်တော့ကြည့်တယ်အမြဲတမ်းမကြည့်မနေရဟိုဝါဒနာပါလေရုပ်ရှင်ကြည့်ဟုတ်တဲ့ချင်းဆိုလဲလောကတချင်းတွေအများကြီးဆိုတော့ဗောဒါပေမဲ့အဲဒါပေမဲ့ born again ဖြစ်သွားတဲ့အခါကျတော့ တရားကြီးတော့သူပျောက်သွားတယ်ဘယ်လိုပြောမလဲပုံတန်တန်ပြောင်းလဲဆိုတော့ transformation ဖြစ်သွားတယ်ဟိုဇက်ကလည်းမကြည့်ချင်တော့အဲ့လိုမျိုးလေအဲတချင်းနေလည်းတော့ဖျားเจ้าမသွားချင်ဘူးဆိုတဲ့ဟာကြီးတာဝန်ကြီးတစ်ခုဖြစ်တဲ့အရာလည်းကျွန်တော်ရဲ့ character ဖြစ်သွားတယ်ဘုရားခင်နာ character ပြောင်းသွားဟိုပြောချင်တာကဘာလဲဆိုရင်ပုံတန်တန်ပြောင်းလဲသွားတယ်နော်အဲ့ဒါကဖျားခင်နဲ့ကျွန်တော်တို့ပေါင်းစည်းခြင်းနေရာပေါင်းစည်းခြင်းဖြစ်သွားတယ်ဆိုတော့ 面党标签贴白的呐，正路对标签低或者乌色，啊那哎、你有能帮写进贴来。正路对色的，得看皮衣的淡多，态度帮的那标签多啊多卡。正路对深山贴面，啊，六三大面，松皮贴面的，伊得看皮衣的啊面，天下细面贴低的呐，是不？哎嘛，自家都弄白的了，白路标签多的来。正路啊，第二，标签多的，正路深山那里标签多的。 ျွန်တော်ထဲကကိုတော်ကိုစဉ်းစားခြင်းများတဲ့အလိုဆန္ဒများဆုံးဖြတ်ချက်များသည်တဲ့တခင်ဖျားကိုအမြဲတမ်းထင်ရှားစေမည်ဖြစ်သည်တဲ့နော်ဆိုတော့အဲ့ဒီထင်ရှားခြင်းကနောက်ဆုံးအဆင့်ဖြစ်တယ်နော်ကျွန်တော်တို့အထက်မှာဖျားခင်ကအသက်ရှင်လာပြီဆိုရင်ကျွန်တော်တို့ကိုမြင်မြင်လာတယ်လေအဲသူသူချားပါလားဘောနော်ပဝန်းကျင်မယုံကြည်သူကြားမှာလဲ ။အော်ဒီလူကထူးခြားပါလား။သူကဘာကိုပဲတာလဲ။ဘာဘာတာလဲ။အဲ့လိုမျိုးဟိုဘယ်လိုလဲဘာစားတယ်လဲဘာနော်။ဘာများစားတယ်လဲထူးခြားနေ။အဲ့ဒါသင်ရှားပေါ်လာတယ်။အဲ့ဒါတခင်ဖျားရဲ့အထက်မှာနေရာယူပြီးတော့အဲ့အဲ့သင်ရှားခြင်းဖြစ်လာတယ်ဆိုတော့ဒီအဆင့်၃ဆင့်ပါနော်။ဒါကြောင့်သူဖြစ်ရေးတယ်ဖျားတခင်ဤပထမဆုံးခြေလမ်းမှာတဲ့ကျွန်တော်တို့ဝိညာဉ်ကိုအတိတ်တဖန်မွေးပွားပြီးခြင်းဖြစ်၍ ဒုတိယအနေဖြင့်ကျွန်ုပ်တို့၏စိတ်ကိုပုံတံပြောင်းလဲခြင်းဖြစ်ကနောက်ဆုံးအစ်စ်မှာတခင်ဖျားပြန်ကြွလာသည့်အချိန်၌ကျွန်ုပ်တို့ခန္ဓာကိုယ်ခန္ဓာကိုယ်ကိုခန္ဓာကိုယ်အစဉ်တံပြောင်းလဲပြခြင်းဖြစ်သည်ထိုအခါတခင်ဖျားသည်ကျွန်တို့၏ခန္ဓာစိတ်ဝင်ပြန့်နှက်ကကိုတော်ဤဘုံတော်သည်ကျွန်ုပ်တို့၏ဖြစ်ခြင်းတစ်ခုလုံးနဲ့ပျော်ဝင်ပြည့်ဝတ်သွားမည်ဖြစ်သည်ဤအစဉ်တံပြောင်းလဲခြင်းသည်ကျွန်ုပ်တို့ 八千年，过到一松松皮庙，皮送到云南帮西迁皮地的，对吧？土青呢，过到过到都为啊，片片青皮到皮啊几几万根皮庙，皮送到阿弥皮地的。哎啦个，侬想先阿讲到一路是没有得过，有得到嘛？睇不啦？啊，松松皮庙青，伊阿先阿片呢，讲到都都云南帮西来西江的皮阿爸的，阿爸的千里个啊，松松皮庙。 ြည့်စုံခြင်းကိုထင်ရှားစေသည်ဆိုတဲ့ချင်းတော့မမရေမပြောတော့ပါဘူးလို့နော်ဒါကြောင့်လူထဲမှာသခင်ပြရဲ့ပြန့်နှံ့ခြင်းခေါင်းစဉ်အောက်မှာအဆင့်၃ဆင့်အနေနဲ့ပြန့်နှံ့တယ်အဲအဲ့ဒီပြန့်နှံ့ခြင်းအကြောင်းနဲ့ဒီတကန့်လေးကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ပို့ပြီးတော့မြင်တာအောင်ကျွန်တော်ကဟို after ပြီးခဲ့တဲ့ section တင်ကန်းစာကိုလည်းနည်းနည်းဆွဲခေါ်ခြင်းဖြစ်တယ်ဖြစ်တယ်လို့ နောက်လာမယ့် session အတွက်လည်းကြိုပြီးတော့နည်းနည်း intro ပေးထားတာဖြစ်တယ်။နောက်လာမယ့် introduction ကားတိုင်းလည်းဘယ်လိုဖြစ်ရှိမလဲ။ Battlefield mindset က Battlefield ဖြစ်တယ်။စာတန်စာတန်ကကျွန်တော်တို့ဝิญဉ်ထဲကနေကျွန်တော်တို့စိတ်ကိုအပိုင်ဆွဲနေတယ်။ထိုနည်း၎င်းပဲဝิญဉ်ထဲကနေဘုရားသခင်ကစိတ်ကိုအပိုင်ရဖို့ autopilot နဲ့ simple လို့ဆွဲတယ်ဆိုတာကိုနောက်သင်ခန်းစာမှာပြန်လဲပြီးတော့စာတုံးစီစဉ်ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုနည်းနည်း 不要价精品吧。